မင်္ဂလာပါရှင်တနင်္သာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့အော်တိုဘာလ28ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြောပြပေးမှာပဲဖြစ်ပါရယ်ရှင်တနင်္သာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်သွားပါမယ်ရှင်တနင်္သာရီမြို့နယ်ဇဝဲကျေးရွာအုပ်စုမှာစစ်တပ်နဲ့တော်လှန်ရေးတပ်တို့တိုက်ပွဲဖြစ်ပွားနေပြီးစစ်တပ်ကလည်း Jet Fighter နဲ့ပုံချဲ့ခဲ့တယ်လို့သိရပါဗျာ ဇဝဲကျေးရွာအုပ်စုလေးမိုင်ရွာမှာအခုလ28ရက်နေ့မနက်ပိုင်းကစစ်တပ်နဲ့တော်လှန်ရေးတပ်တို့တိုက်ပွဲတွေဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။တိုက်ပွဲဖြစ်ပွားနေချိန်မွန်းလွဲ2နာရီလောက်မှာတော့ Jet Fighter နဲ့ဘုံတလုံးကျဲချပြီး Wi-Fi တနက်တွေနဲ့ပါပြစ်ခတ်သွားတယ်လို့ဆိုပါတယ်။အလားတူတနင်္သာရီမြို့နယ်တိန်ခွန်းရွာဘက်ကလည်းမနေ့ကမနက်10နာရီခွဲလောက်မှာ Jet Fighter နဲ့ဘုံကျဲသွားတယ်လို့တော်လှန်ရေးတပ်တွေဘက်ကဆိုပါတယ်။ ရခိုင်ပြည်နယ်စစ်တွေမြို့နယ်အတွင်းမှာစစ်အုပ်စုတပ်နဲ့အရခတပ်တော် AA တို့ကြားနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားနေတယ်လို့ဒေသခံတွေနဲ့စီရေးသတင်းရင်းမြစ်တွေကပြောပါတယ်။အော်တိုဘာလ26ရက်နေ့လယ်ပိုင်းကလေးကစစ်ကောင်စီရဲ့ပါတလိတ်ကြီးရွာအခြေဆိုင်ခမာယာ23နဲ့ခမာယာ3လေးလေးတပ်ရင်းတွေနဲ့ရွှေမင်းခံရေတပ်တို့ကနေပုံနာကျုံမြို့နယ်ကကွန်းတောင်အိုင်တင်ကြီးရွာဘက်တွေကိုလက်နက်ကြီးဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့အာရခတပ်တော်ကလည်းစစ်ကောင်စီရဲ့တာကဆာဌာနချုပ်ကိုလက်နက်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စီရေးသတင်းရင်းမြစ်တွေကပြောပါတယ်လောင်လုံမျိုးနဲ့ကရင်ကြီးကျေးရွာမှာစစ်တပ်ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြားရောက်ပေါက်ကွဲပြီးနေအိမ်နှဆောင်မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါဗျ။အော်တိုဘာလ26ရက်နေ့မှာမောင်းမကန်နယ်မြေရဲစခန်းကိုတော်လန်ရေးတပ်တို့တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ကရင်ကြီးရွာဘက်ကိုစစ်တပ်ဘက်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာပါ။အဲ့ဒီလက်နက်ကြီးကြီးကနေအိမ်တဆောင်ပေါ်ကိုကြားရောက်ပြီးနောက်နေအိမ်နှဆောင်မီးလောင်ပျက်စီးခဲ့တယ်လို့ဆိုပါဗျ။ ရေးမော်လမြိုင်ကားလမ်းပေါ်နှင်းဆောင်ကြေးရွာအဝင်းမှာရှိတဲ့စစ်တပ်လောက်ခံ DKBA ဂိတ်ကိုရေးဘလူးအဖွဲ့ကဝင်ရောက်ပစ်ခတ်ခဲ့ပြီး DKBA ဘက်ကထိခိုက်သေးဆုံးမှုများခဲ့တယ်လို့သိရပါတယ်။အခုလ28ရက်မနက်ပိုင်းမှာ DKBA ဂိတ်ကိုဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီးအဲဒီတိုက်ပွဲမှာ DKBA ဘက်ကထိခိုက်သေးဆုံးမှုများပြီးဂိတ်မူးဖြစ်သူလည်းလက်ပြတ်တဲ့ဒဏ်ရာရရှိသွားတယ်လို့ဆိုပါတယ်။ရေးဘလူးတပ်ဖွဲ့ဝင်တအူးလည်းလက်မောင်းတိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ လက်တလောတနင်္သာရီမြို့နယ်မှာစစ်တပ်နဲ့တော်လှန်ရေးတပ်တို့ကြားတိုက်ပွဲပြင်းထန်နေတာကြောင့်ဗိတ်တနင်္သာရီပုတ်ပြင်းလမ်းမကြီးကိုခီးသွားလာတာမလို့ဖို့တနင်္သာရီတိုင်းစစ်ဌာနကသတိပေးချက်ထုတ်ပြန်ထားပါတယ်။စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးတွေပစ်ခတ်တိုက်ခိုက်တာတွေနဲ့အရက်သားတွေဥတီတိုက်ခိုက်တာတွေကိုလှုံ့ဆော်နေတာကြောင့်အခုလိုသတိပေးရတာလို့ဆိုပါတယ်။အော်တိုဘာလ28ရက်နေ့ကနေစလို့ဗိတ်တနင်္သာရီပုတ်ပြင်းလမ်းမကြီးတစ်လျှောက်မှာခီးသွားလာတာမလို့ဖို့ထုတ်ပြန်ထားတာပါ။ အွန်လိုင်းငွေကြေးလိမ့်လည်ရေးစင်တာတွေတရှိရာကေကေဘက်ကအဆောင်အုံတွေကိုစစ်တပ်နဲ့ကရင်နယ်ခြားဆောင်တပ် BGF ကဘုံခွဲဖျက်ဆီးခဲ့တယ်လို့ထိုင်းစစ်တပ်တာဝန်ရှိသူတွေကပြောကြားထားတယ်လို့ထိုင်းသတင်းတွေကဖော်ပြပါတယ်။ထိုင်းစစ်တပ်တာဝန်ရှိသူတွေရဲ့ပြောကြားချက်အရမြန်မာစစ်အုပ်စုတပ်နဲ့ BGF တပ်တွေဟာကေကေဘက်ကို၄ရက်ဆက်တိုက်ဘုံခွဲဖျက်ဆီးနေတာလို့ဆိုပါတယ်။မြန်မာစစ်တပ်နဲ့ BGF တပ်တွေဟာ KK ဘက်ကိုဘုံခွဲဖျက်ဆီးဖို့ drone အများပြအသုံးပြုခဲ့တဲ့အပြင် ဖောက်ခွဲရေးမိုင်းတွေနဲ့လည်းဖျက်ဆီးခဲ့တာလို့လည်းထိုင်းသတင်းတွေကဆိုပါတယ်။ခင်းလာရင်တိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကို နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။